ဒါကတော့အမေရိကန်လုံးကြီးဂျလိစ်မှာမီးလောင်တုံးကဂျလိရင်တွေရေခိုးကြပုံပဲဖြစ်ပါတယ်။ ။လောင်နေတော်မီကအရန်ကိုကြည့်တဲ့အတွက်မိသက်လျင်တွေဟာလုံးဝမယက်နာရဘဲနဲ့နီးစင်ရချက်ဝင်းတွေကရေကန်တွေတွေကရေတွေကိုခိုးယူပြီးတော့တော်မီကိုညှိတက်ခဲ့ရပါတယ်။အခုမြင်နေရတဲ့မိသက်လျင်ဟာဆိုရင်လေပိုင်ရှင်ရဲ့ခွင့်မှုချက်လုံးဝမပါဘဲနဲ့ခြံလေးကိုထိုးဆင်းလာပြီးရေအားလုံးကိုစုပ်ယူသွားကတောမီဘော်ကိုဖျန်ချလိုက်ပါရီဒီလိုမိသက်လျင်တွေဟာဒုတဲ့သေးကွဲပြီးမဲ့လေဆယ်စက္ကန့်အတွင်းမှာရင်အနီနာကရေကားလန်ပေါင်း90ကျော်ကိုစုပ်ယူနိုင်ပါရီ အဲ့နောက်မိကုံးလုံးတွေနဲ့ရှုပ်ထွေးနေတဲ့တော်မီပေါ်ကိုအရှိန်နဲ့ပြေးဆင်းပြီးတော့ရင်းမုံတွေဖြစ်ကျဲချလိုက်ပါတယ်။ဒီလိုမိငိတ်တရမှာလေရင်ကန်းကိုထိချုပ်တဲ့ပိုင်းတော်တွေရဲ့ကြမ်းကျင်မှုနဲ့ဆုံးဖြတ်မှုကလည်းအရန်ကူမရေးကြည့်ပြီးတော့လင်းလို့ရင်လို့တလို့နီးစက်ရာရေကိုရှာဖွေပြီးတော့မိငိမ့်ဖို့လှုပ်ဆောင်ရပါတယ်။ ဒါပေမဲ့လေဒီလိုမျိုးမိမိပိုင် channel ကရှေးတွေကိုလာခိုးသွားတဲ့အတွက်ဘသူကမှစိတ်မဆိုးကြဘဲမြို့တစ်ခုလုံးကိုကင်လုပ်နေတဲ့တော်မီကြီးကိုသာအမြန်ဆုံးငိမ့်သွားပါစေလို့ဆုတောင်းခဲ့ကြပါရယ်။အဲ့ဒီနေရာမှာလူချင်းမီတို့ဆိုရင်ရောရှေးကန်တွေကရှေးတွေကိုလေရင်ကြီးနဲ့လာတဲ့သွားတာအတွက်ချီပြူမလားဆိုတာဖြေခဲ့ပေးပါအောင်ရှင်။